အားလုံးပဲမင်္ဂလာပါ Eco Garia Channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Renew Ever Energy လို့ခေါ်တဲ့ပြန်လည်ပြဖြိုးမဲ့စွမ်းအင်တွေအကြောင်းကျွန်내အတူလေ့လာကြည့်နေကြရအောင် Renew Ever Energy ဆိုတာဘာလဲဘာကြောင့်အဆိုပါစွမ်းအင်တွေကယနေ့လက်ရှိကမ္ဘာမှာအရေးပါလာရတာလဲနောက်ပြီးကျွန်တော်တို့ကမ္ဘာကျော်ကနေအဆိုပါစွမ်းအင်တွေကိုဘယ်လိုထုတ်ရရှိကြရလဲဆိုတာကိုကျွန်내အတူရှာဖွေကြည့်လိုက်ကြရအောင်ပြန်လည်ပြဖြိုးမဲ့စွမ်းအင်ဆိုတာဟာသူတို့ကိုယ်တိုင်အစ်စ်ပြန်လည်ဖြစ်နေတဲ့တဘာဝအရင်းမြစ်တွေစီကနေလာတာဖြစ်ပါတယ် အရေးတက်အကက်တက်နာရှိပြီးညဉ့်မှုတွေဖြစ်စေတဲ့ force fuel လို့ခေါ်တဲ့တထုရုပ်ကျွန်းလောင်စာရည်နဲ့မတူတာကပြောင်းလဲပြူမဲ့ဆွဲနေရနေအောင်ကြီးလေနဲ့ကမ္ဘာအသွမ်းပိုင်းမှာရှိတဲ့အပူရေစီကနေလာတာဖြစ်ပါတယ်။ဒါသူတို့ကဘယ်တော့မှကုန်ခတ်တော့မဟုတ်ကြောင်းနဲ့ကြောင်မီးတွင်းနဲ့ရေနံတို့ကနေဆွဲရရှိတယ်လို့ပတ်ဝန်းကျင်ကိုဘေးဥပါဖြစ်စေဖို့ဆိုရလဲပြတ်တနေပါတယ်။လူတိများတဲ့ပြောင်းလဲပြူမဲ့ဆွဲနေကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။နံပါတ်1နေအောင်ကြီးတော့ဆွဲရင် ဆိုလာအင်နာဂျီတို့လူသိများကြပြီးအဓိကအားဖြင့်ဆိုလာပန်းနဲ့များမှနေရောင်ကြီးကိုစွတ်ယူကာပြက်စစ်စွမ်းရည်အဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ်။ဆိုလာပါဝါဟာအလင်းမြန်ဆုံးခွေလိုကြီးရွာလာတဲ့အင်နာဂျီအရင်းမြစ်တစ်ခုဖြစ်ပါတယ်။အားကြောင့်လဲဆိုတော့နေကနေတနာရီတုန်းညားတဲ့စွမ်းရည်ဟာတကဘာလို့တစ်နှစ်အတွင်းအသုံးပြုနေတဲ့စွမ်းရည်ထက်ပိုပါတယ်။ဆိုလာအင်နာဂျီဟာတန်ရှင်းတယ်ပြီးတော့တိတ်ဆိတ်စွာစွမ်းရည်ကိုထိုးရရှိတယ်။ဉာဏ်ရမှုရှိနေပဲလဲထိုးရရှိနိုင်တာဖြစ်ပါတယ်။နမနဲ့လေစွမ်းအင်ဝင်းအင်နာဂျီတို့လူတီများကြပြီး ဝင်းတာပိုင်လို့ခေါ်တဲ့လေရဟတ်တွေကလေစွမ်းအင်ကိုအသုံးပြုပြီးလှည့်ဆစ်ထုတ်လွှင့်တာဖြစ်ပါတယ်လေရဟတ်တွေကိုအများအားဖြင့်လူမြေကျဲဒါမှမဟုတ်ကမ်းရွတွေမှာတိစောက်လျက်ရှိပြီးထောင်ပေါင်းများစွာသောနေအိမ်တွေကိုဖမ်းလို့ရင်ဒဏ်ငွေမထုတ်လို့ပဲစောင့်ရင်ပေးနိုင်ပါတယ်လေစွမ်းအင်တွေကရာထူးအပေါ်မူတည်နေပါတယ်ထို့တော့စည်စမပြက်လေရရှိနေတဲ့နေရာတွေကစည်စမပြက်စွမ်းအင်ကိုထုတ်ရရှိနိုင်တာဖြစ်ပါတယ်နံပါတ်3ရေစွမ်းအင်စီးစစ်နေတဲ့မြစ်ဒါမှမဟုတ်ချောင်းတွေကယူတွေကိုအသုံးပြုပြီးတာပိုင်တွေကိုလဲစေခြင်းဖြင့်တရက်စစ်ကိုထုတ်ယူခြင်းဖြစ်ပါတယ် ဂျီအားဟာစည်စမ်းပြက်ဆွဲရင်ထုတ်ယူတဲ့အကြဆုံးနဲ့အကြီးဆုံးအရင်းမြစ်တွေတဲကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဆယ်ရီကိုဆက်လုပ်ခြင်းကဂီယာစင်ကိုထိခိုက်စေရာကြောင့်ညီများချက်ကိုရှာဖွေဖို့လိုအပ်ပါတယ်။နံပါတ်၄ဂျီယိုတာမန်အင်နာဂျီမြောက်အပူဆွဲရင်ကမ္ဘာမြေရောက်အသွင်ပိုင်းဟာတဘောအဖြစ်ပူပါတယ်။မြောက်ဆွဲနေရအဆိုပါပူတွေကခေါင်းနေကြပြီးလက်စကိုထုတ်နိုင်ပါတယ်။နံပါတ်5ဇီဝလောင်စာအော်ဂန်နစ်ပစ္စည်းတွေဖြစ်တဲ့တက်တာတည့်ရအမိုက်တွေနဲ့အချို့အမိုက်များကိုမီးလောင်စေပြီးအပူစွမ်းရည်နဲ့လက်စစ်ထုတ်ယူတာဖြစ်ပါတယ် ထို့တော့အစောပိုင်းထွေးဥကြီးဟာပြန်လည်ပြန်နိုင်ပေမဲ့တော်တော်ပြုံးနည်းမှုနဲ့ညားမှုများကိုရှောင်ရှင်းနိုင်မှုဂရုတစိုက်စဉ်းမှုလိုအပ်ပါတယ်။ဒါကြောင့်ပြန်လည်ပြန်နိုင်မှုဆွဲနေရရေးပါလေ။အစောပိုင်းဆွဲရင်တွေကကမ္ဘာပူနွေးမှုကိုဖြစ်စေတဲ့ဖန်တော်ရင်ဓာတ်ဝင်ထုံးလွှတ်မှုကိုရှင်းချပေးပါတယ်။သူတို့ဟာလေလုံညံ့မှုကိုရှင်းချပေးပြီးကမ္ဘာကျန်းမာရေးကိုတိုးတက်စေပါတယ်။လူကျွန်းလောင်စာမိကုန်မှုကိုရှင်းချပေးပါတယ်။အလုတ်ကိုင်းတွေနဲ့တရှိတဲ့ဤပညာနဲ့စက်ရုံလေယုံတစ်တူကိုဖန်တီးပေးပါတယ်။ပြန်လည်ပြန်နိုင်ပြီးဆွဲရင်စနစ်ကိုခဏရင်ရှိပါတယ်။ ပြည်လဲပြည်မျိုးဆွဲရည်နေရာနှိမ်မြစွာကြီးထွားနေပေမဲ့စင်ခုံများစွာနေဆိုင်နေရပါတယ်။ဥပမာနေရောင်ကြီးနဲ့လေရအများအားရရှိနိုင်တာမဟုတ်ပါဘူး။ဒါကြောင့်တည်ငြိမ်တဲ့ဆွဲရုံရရှိဖို့ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေလိုအပ်နေရဖြစ်ပါတယ်။